အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ဒီအနာဂတ်ကိုပုံဖော်မဲ့မျိုးဆက်သစ်လူငယ်တွေရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်တမိုင်းတစ်ချောက်နိုင်ငံတိုင်းသည်တဘာဝအတိုင်းပြောင်းလဲမှုများနဲ့စိန်ခေါ်မှုများကိုရင်ဆိုင်ရသည်လက်ရှိမြန်မာနိုင်ငံသည်လည်းအသွင်ကူးပြောင်းရေးကာလကိုဖြတ်တန်းနေသည် ဒီလိုအချိန်တွေမှာအနာဂတ်ကမရေရာမှုတွေရှိနိုင်ပေမဲ့အခွင့်အလန်းတစ်တွေကအဲ့ဒီမရေရာမှုတွေကြားထဲကနေပေါ်ထွက်လာတတ်ပါတယ်။အရေးအကြီးဆုံးကတော့ဒီအခွင့်အလန်းတွေကိုအသုံးချနိုင်တဲ့လူဆုံးအားအရင်းမြစ်ပါပဲ။မြန်မာနိုင်ငံရဲ့လူဦးရေကိုကြည့်မယ်ဆိုရင်လူငယ်တွေကအများဆုံးဖြစ်ပါတယ်။အနာဂတ်နဲ့ဇက်ဆောင်များဖြစ်လာကြလိမ့်မည်။ ခုခေတ်လူငယ်များသည်ရခင်မျိုးဆက်များနှင့်မတူဘဲ digital နည်းပညာနှင့် internet ခက်တွင်မွေးဖွားကြီးပြင်းလာခဲ့ကြသော digital natives များဖြစ်ကြသည်ကမ္ဘာကြီးနှင့်အချိန်နဲ့တပြေးညီချိတ်ဆက်နိုင်ပြီးသူတို့တည်င်းအချက်လက်တွေကိုရယူအသုံးပြုပုံကလုံးဝကွဲပြားပါတယ်ထို့ပြင်ဒင်းတို့သည်ကွဲပြားမှုများကိုပုံမလက်ထံကြပြီးပုံမအားကောင်းသောတီထွင်ဖန်တီးနိုင်စွမ်းနှင့်စွန့်ဦးတီထွင်စိတ်သက်ရှိကြသည်သို့တော်လည်းဤမျိုးဆက်သစ်များသည်စီးမွားရေးလူမှုရေးပညာရေးစသည့်ကဏ္ဍအသေးကြီးတွင် စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပါသည် EPR များသည်ရင်းတို့ကနေစဉ်ဘဝအပေါ်တက်ရောက်မှုရှိသည်သို့သောစိတ်ဝင်စားစရာကောင်းသည်မှာဤအခက်အခဲများသည်တင်းတို့ရဇွဲတက်တိနှင့်လိုက်ရောညီထွေရှိမှုစသည့်အရေးအသွေးများကိုပြုစုပြိုးထောင်ပေးနေပါသည်အနာဂတ်ကိုတည်ဆောက်ဖို့ဒီအရေးအသွေးတွေကအရေးကြီးပါတယ်နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဟာသူ့ရဲ့ပညာရေးစနစ်အပေါ်မှာအကြီးအကျယ်မူတည်နေပါတယ် မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအကောင်းဆုံးပုံဖော်ဖို့အတွက်ခိတ်မီနီးပညာစနစ်တစ်ခုတိစောက်ခြင်းဟာအရေးကြီးဆုံးခြေလှမ်းပါပဲ။ပညာရေးကဏ္ဍတွင်အခြေခံကျသောပြုပင်ပြောင်းလဲမှုများလိုအပ်ပါသည်။ခိတ်ဟောင်းပညာရေးစနစ်မှအလွတ်ကျပ်မှတ်သောချင်းကပ်မှုသည်၂၂ရာစုရလိုအပ်ချက်များနှင့်မကိုက်ညီတော့ပါ။အနာဂတ်ပညာရေးသည်ကျောင်းသားများအားဘာကိုစဉ်းစားရမည်ဟုသည်ကိုသာမကဲ မိတို့စဉ်းစားရမည်ဟူသည်ကိုပါတင် जा ပေးရမည်အဓိကလိုအပ်တဲ့စွမ်းရည်တွေကတော့၁ဝေဖန်ဆန်းစစ်တွေးခေါ်နိုင်ခြင်းတရင်အချက်လက်တွေကိုမျက်စိမိတ်မယုံကြည်ပဲကြိုးကြောင်းစီလျော်စွာဆင်ခြင်တွေးခေါ်နိုင်စွမ်းပဲဖြစ်ပါတယ်ပြက္ကနာဖြေရှင်းခြင်းရှုပ်ထွေးသောပြက္ကနာများကိုစနစ်တကျခွဲခြမ်းစိတ်ဖြာပြီးဖြေရှင်းနည်းများကိုရှာဖွေနိုင်စွမ်းပူပေါင်းဆောင်ရွက်ခြင်းမတူကွဲပြားသောနောက်ခံရှိသူများနဲ့ထိရောက်စွာအတူတကွအလုဆောင်နိုင်စွမ်းစိတ်ခံစားမှုဆိုင်ရာညံ့ရည် တဦးချင်းစီရဲ့ကိုပိုင်စိတ်ခံစားမှုတွေကိုနားလည်ပြီးထိန်းချုပ်နိုင်ခြင်းသူတစ်ပါးရဲ့စိတ်ခံစားမှုတွေကိုစာနာနားလည်နိုင်ခြင်းတို့ဖြစ်ပါတယ်ကျွန်ုပ်တို့သည်ဤစွမ်းရည်များကိုပြုစုပျိုးထောင်ပေးနိုင်သောပညာရေးစနစ်တစ်ခုတည်ဆောက်ရန်အတူတကွလှုပ်ဆောင်ရပါမည်မြန်မာနိုင်ငံအတွက်ဤပညာသည်ကြီးမားသောအခွင့်အလမ်းတစ်ခုဖြစ်သည်အထူးသဖြင့်မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းမြင့်မားခြင်းကြောင့်ဖြစ်သည် digital စီးပွားရေးသည် အစမတန်ကြီးထွားလာနိုင်သောအလားအလာရှိသည် electronic ကူးသန်းရောင်းဝယ်ရေး fintech နဲ့ digital ဝန်ဆောင်မှုကဲ့သို့သည်ကနေထားများသည်လူငယ်များအတွက်အလောက်ကင်အခွင့်အလမ်းသစ်များစွာကိုဖန်တီးပေးနိုင်သည်ထို့ပြင်ပညာရေးကဏ္ဍတွင် edtech အသုံးပြုခြင်းသည်နိုင်ငံတော်ဝန်အရေးအပွေးရှိသောပညာရေးကိုဖြန့်ဝေရန်ပိုမိုလွယ်ကူစေပါသည်အထူးသဖြင့်ကျေးလက်ဒေတာများသို့ကဘာကြီးသည်စတုထဆက်မှုတော်လန်ရေးတဲသို့ဝင်ရောက်လာပြီးဖြစ်သည်။ ဉာဏ်ရည်ရု Big Data နဲ့ Internet of Things တို့လိုနည်းပညာတွေက ကျွန်တော်တို့အလုပ်လုပ်ပုံကိုအကြီးအကျယ်ပြောင်းလဲပစ်မှာဖြစ်ပါတယ်။ဒါဟာစိန်ခေါ်မှုလည်းဖြစ်တယ်လို့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။လူငယ်တွေဟာဒီနည်းပညာအသစ်တွေကိုသင်ယူဖို့လိုအပ်ပါတယ်။ကွန်ပျူတာပညာအချက်အလက်သိပ္ပံပညာနဲ့စိုက်ဘာလုံခြုံရေးတို့လိုမျိုးကျွမ်းကျင်မှုတွေဟာအနာဂတ်မှာအင်မတန်အရေးကြီးလာပါလိမ့်မယ်။အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍတို့သည် ဤကျွမ်းကျင်မှုများကိုတင် जा ပေးနိုင်သည့်တင်တန်းအစီအစဉ်များကိုတိုးချဲ့ရန်လိုအပ်ပါသည်။နေပညာကိုကျွမ်းကျင်ပိုင်နိုင်သူများသာလျှင်အနာဂတ်ကိုပိုင်ဆိုင်ကြမည်။တိုင်းပြည်တစ်ပြည်ရဲ့အနာဂတ်ကို ခိုင်မာတဲ့စီးပွားရေးအုတ်မြစ်ပေါ်မှာတည်ဆောက်ဖို့လိုပါတယ်။မြန်မာနိုင်ငံသည်တဘာဝတရားစတာများကြွယ်ဝပြီးမဟာဗျူဟာမြောက်ပထဝီဝင်အနေထားတွင်တည်ရှိသည် ဒီအားသာချက်များကိုထိရောက်စွာအသုံးပြုရန်အရေးကြီးပါသည်စိုက်ပျိုးရေးသည့်မြမစီးပွားရေးကြီးအဓိကကြောထောက်နောက်ခံအဖြစ်ဆက်လက်တင်ရှိနေပါသည်တို့ရာတွင်ရိုးရာစိုက်ပျိုးနီးစနစ်များမှခိတ်မိနည်းပညာများအသုံးပြုကစိုက်ပျိုးရေးတို့ကူးပြောင်းရန်လိုအပ်ပါသည်ကုန်ထုတ်စွန်းအားကို Agritech အသုံးပြုခြင်းဖြင့်တိုးမြင့်နိုင်ပါသည်ဥပမာအပြင်ဒရုန်းနည်းပညာနဲ့ အာရုံခံကိရာနီးပညာများအသုံးပြုခြင်းဖြင့်စိုက်ပျိုးရေးလုပ်ငန်းများကိုပုံမတိကျပြီးထိရောက်စေနိုင်ပါသည်ထို့ပြင်တမိုးမြင့်ထက်ကုန်များထုတ်လုပ်ရန်အရေးကြီးသည်ကုန်ငန်းများတင်ပို့သည့်ထက်နင်းတို့ကိုအရေးအသွေးမြင့်ကုန်ပစ္စည်းများအဖြစ်ပြောင်းလဲကာပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံသားဝင်ငွေပုံမရရှိနိုင်ပါသည်ဒီကန်ထမှာလူငယ်တွေရဲ့တီထွင်ဖန်တီးနိုင်မှုကအရန်အရေးကြီးပါတယ် SME များသည်နိုင်ငံတိုင်းရာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကမောင်းနှင်အားဖြစ်ပါသည်မြန်မာနိုင်ငံတွင်လည်းကျွန်ုပ်တို့သည်လူငယ်ဦးဆောင်သောစွန့်ဦးတီထွင် လုပ်ငန်းများနှင့် SMEs များစွာပေါ်ပေါက်လာစေရန်အားပေးရမည်ဤစီးပွားရေးလုပ်ငန်းများအောင်မြင်စေရန်အတွက်ငွေကြေးအထောက်အပံ့ဤပညာပံ့ပိုးမှုနှင့်ဈေးကွက်ချိတ်ဆက်မှုတို့လိုအပ်ပါသည်လုပ်ငန်းစတင်ရန်လွယ်ကူသောပတ်ဝန်းကျင်ဖန်တီးပေးခြင်းဖြင့်လူငယ်များရစွန့်ဦးတီထွင်စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ပါသည်။ 20ရာစုမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုထည့်သွင်းစမ်းစားတဲ့အခါတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကိုခြံလှက်ထားလို့မရပါဘူး။ယာဒီအုပ်စုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာချိန်ချောက်မှုတစ်ခုဖြစ်လာသည်။မြန်မာနိုင်ငံသည် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုရွေးချယ်ရမည်။စိန်လန်သောစီးပွားရေးကိုအကောင့်ထဲဖော်ရန်လိုအပ်သည်။ဥပမာအဖရပြန်လည်ပြစ်ဖြိုးမြင်းစွန့်အင်ကန်ထရင်ယင်းဤမြုပ်နှံခြင်း တဘာဝဂေဟစနစ်ခရီးသွားလုပ်ငန်းကိုမြင့်တင်ခြင်းတက်တော်ပြုံးတိမှုကိုကာကွယ်ခြင်းတို့ကိုဆောင်ရွက်ရမည်ယနေ့ခေတ်လူငယ်များသည်ရခင်မျိုးဆက်များထက်တဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပိုမိုသိရှိနားလည်ကြသည်သူတို့ရဲ့ခွန်အားတွေကိုအသုံးပြုခြင်းအပြင်ပိုမိုစိမ့်လန်းပြီး နေချင်းစပွဲကောင်းတဲ့အနာဂတ်မြန်မာပြည်ကိုဖန်တီးနိုင်ပါတယ်စီးပွားရေးနဲ့ဤပညာဖွံ့ဖြိုးတိုးတက်မှုအပြင်နိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ဟာ ခိုင်မာတဲ့ယဉ်ကျေးမှုအခြေခံအုတ်မြစ်ပေါ်မှာလည်းမူတည်ပါရယ်။ရှင်သည်လူမှုအတိုက်အဝန်းရစီလုံးညီညွတ်မှုကိုကိုးစားပြုသည်။မြန်မာနိုင်ငံသည်ရှေ့လျသောတမိုင်းကြောင်းနှင့်ကြွယ်ဝသောယဉ်ကျေးမှုအမွေအနှစ်များကိုပိုင်ဆိုင်ထားပါသည်။ကမ္ဘာလုံးဆိုင်ရာခိတ်တွင်နိုင်ငံတကာယဉ်ကျေးမှုများစီးဆင်းဝင်ရောက်လာသည်နှင့်အမျှမမိတို့၏ယဉ်ကျေးမှုနှင့်အမှတ်တရကိုထိမ့်သိမ်းရန်အလွန်အရေးကြီးပါသည်။ လူငယ်တွေဟာကိုယ်တမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာပြီးတန်ဖိုးထားဖို့လိုပါတယ်။တစ်ချိန်တည်းမှာပင်ခိတ်နဲ့အညီယဉ်ကျေးမှုကိုစမ်းသစ်တီထွင်ပြီးကဘာကို ပြသရန်လဲလိုအပ်ပါသည်။အနုပညာဂီတနဲ့ရုပ်ရှင်လိုနယ်ပယ်တွေကလူငယ်တွေရဲ့ဖန်တီးမှုတွေကမြမယဉ်ကျေးမှုကိုကမ္ဘာစင်မြင့်ပေါ်တည်ဆောင်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်သည်။ဤကွဲပြားမှုသည်ကျွန်ုပ်တို့အားအားသာချက်များထဲမှတစ်ခုဖြစ်သည်။အနာဂတ်တွင်တည်ငြိမ် HM တွေဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်ခုဖြစ်လာစေရန်တို့အမျိုးသားညီညွတ်ရေးနှင့်လူမှုအတိုက်အဝန်းတွင်အပြန်အလှန်နားရမှုတွေအရေးကြီးပါသည်။လူငယ်များသည်ကွဲပြားမှုများကို လေးကြားပြီးပေါင်းစည်းညီညွတ်သောလူအဖွဲ့အစည်းကိုထူထောင်ရန်တာဝန်ရှိပါသည်။မုံဒီမှုနှင့်ခွဲခြားဆက်ဆံမှုကိုတိုက်ဖြတ်ပြီးငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်ရေးကိုညှင့်တီးရပါမယ်။ နေရွယ်စဉ်ကတည်းကအီတန်ဘိုးများကိုထည့်သွင်းပေးရန်ပီအာရေးစနစ်ကလှုပ်တင်နေပါသည်အနာဂတ်ကိုတည်ဆောက်မဲ့လူငယ်များသည်ကိုခန္ဓာကျမ်းမာတန်ဆွမ်းရန်လိုအပ်တဲ့ကဲ့သို့စိတ်ပိုင်းဆိုင်ရာကျမ်းမာပြီးခံနိုင်ရင်ရှိရန်လည်းလိုအပ်ပါသည်အထူးသဖြင့်စိန်ခေါ်မှုများပြည့်နှက်နေသော ကာလတွင်စိတ်ကျမ်းမာရေးသည့်အလွယ်အရေးကြီးသောကိစ္စဖြစ်လာသည် ကျွန်တော်တို့စိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြခြင်းလိုမျိုးစိတ်ချမ်းသာရေးဆိုင်ရာပြဿနာတွေကိုပွန့်ပွန့်လင်းလင်းဆွေးနွေးနိုင်တဲ့စနစ်တစ်ခုလိုဖြစ်ပါတယ်။လိုအပ်သူတိုင်းအတွက်လိုအပ်သော အကူအညီနဲ့ပံ့ပိုးမှုတို့ကိုပေးစွမ်းနိုင်သောစနစ်တစ်ခုဖြစ်ပါသည်။လူငယ်များသည်ဒင်းတို့ကစိတ်ချမ်းသာရေးကိုလည်းဂရုစိုက်သင့်ပြီးလိုအပ်ပါကအကူအညီတောင်းခံရန်မတွန့်ဆုတ်သင့်ပါ။စိတ်ပိုင်းဆိုင်ရာကြံ့ကြိုင်မှုဖြင့်သာအနာဂတ်ဤစိန်ခေါ်မှုများကိုကျွန်ုပ်တို့အကောင်းဆုံးရင်ဆိုင်နိုင်ပြီဖြစ်ပါသည်။ ဒီကုန်းချုပ်နေဖြင့်မြန်မာနိုင်ငံရအနာဂတ်တွင်စိန်ခေါ်မှုများရှိတော့လဲမျှော်လင့်ချက်များစွာလဲရှိပါသည်အထက်ကမောင်းနေအားကတော့လူငယ်မျိုးဆက်တစ်ပဲဖြစ်ပါတယ်အနာဂတ်ကိုအကောင်းဆုံးပုံဖော်နိုင်ရန်22ရာစုကျွမ်းကျင်မှုများကိုပြိုးထောင်ပေးနိုင်သောပညာရေးစနစ်တစ်ခုလိုအပ်ပါသည်ဤပညာကိုကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့် digital စီးပွားရေးကိုတိဆောက်ရမည် ကျွန်ုပ်တို့သည်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးကိုရွှေ့ချယ်ပြီးစိုက်ပျိုးရေးနှင့် SME ကဏ္ဍများကိုမြှင့်တင်ရပါမည်။ကိုယ်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်စီးလုံးညီညွတ်ပြီးတပေါင်းတည်းသောလူအဖွဲ့အစည်းကိုတည်ဆောက်ရမည်။ထို့အနာဂတ်ကိုအကောင့်အထည်ဖော်ရန်လူငယ်များကိုယ်တိုင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်လိုအပ်ပါသည်။ဘဝတလျှောက်လုံးတင်ယူလေ့လာပြီးအခွင့်အရေးတွေကိုရှာဖွေကာတာဝန်ယူမှုရှိဖို့လိုအပ်ပါတယ်။ တချိန်တည်းမှာပင်အစိုးရပကလိကကံကနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများအလုံးလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့အထောက်အပံ့နဲ့မဝေါ်ရတွေချမှတ်ပေးဖို့လိုပါတယ်။အမျိုးဆက်များအကြားအတွေ့အကြုံနဲ့အသိပညာများကိုမျှဝေခြင်းအတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာအောင်မြင်မှုရရှိနိုင်ပါသည်။အနာဂတ်ဆိုတာသူ့အလိုလို ရောက်လာတာမဟုတ်ပါဘူး။ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာတာပါ။မြန်မာလူငယ်များရကြန့်ကြိုင်မှုတီထွင်ဖန်တီးနိုင်မှုနဲ့မျိုးချစ်စိတ်ဓာတ်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်သူတို့အခက်အခဲတွေကိုကြော်လွားပြီးပိုကောင်းတဲ့အနာဂတ်ကိုတည်ဆောက်ကြလိမ့်မည်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ပေးမယ်ရွှေရောင်မျိုးဆက်တွေရဲ့ခရီးစဉ်ကိုအားလုံးကဝိုင်းဝန်းပံ့ပိုးပေးကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်